ရေစကြည်လာနာဂတိချံအခန်းကြီး37အငယ်1မှ18တက္ကရစ်တစ်ခုတတရလတရက်နေ့တွင်သာရဖျား၏နှုတ်ကပတ်တော်သည်ငါစီတို့ရောက်လာ၍အချင်းလူသာတင်သည် အကုတုရှင်ပေရင် ဖာရောမင်းနှင့်သူ၏အလုံးအရင်အားဟောပြောရမည်မှာ ်တင်ဒီဘုံတကူကြီး၍အဘယ်သူနှင့်တူသနည်းအာရှုရိလူသည် အစင်းလှ၍လွှမ်းမိုးသောအကိုင်မြင့်သောအရက်ထူထပ်သော အခက်အလက်တို့နှင့် ပြည့်စုံသောထိတ်ဖြာရှိသော လေဗနုန်အာရစ်ပင်ဖြစ်၏မြေရည်ဤကျေးဇူးကြောင့်ကြီးမားခြင်းနက်နေသောရည်ဤကျေးဇူးကြောင့်အရက်မြင့်ခြင်းရှိ၏ သူဆက်ရာအရရတို့၌ရေစည်း၍ခသိန်းသောတောပင်ရှိရာသို့မြည်ရည်သည်နှံ့ပြလေ၏ထို့သို့သောအားဖြင့်တောတစ်ပင်တကာတို့ထက် အရက်မြင့်လေ၏ဒူးပွားသောအခါရေများသောကြောင့်အကိုင်းအခက်များပြား၍အလက်တို့သည် ရှည်လျားကြ၏မိုးကောင်းကင်ငှက်အပေါင်းတို့သည် အကိုင်းအခက်တို့၌အတိုက်လှုပ်ကြ၏ သောတရိษံအပေါင်းတို့သည် အကိုင်းအခတ်တို့အောင်း၌တားဖွာကြ၏ထို့အပင်ဤအရေး၌ကြီးမားသောလူမျိုးအပေါင်းတို့သည် နေကြ၏ထို့သူရေများသောအရက်၌အမြင့်ဆွဲသောကြောင့်ကြီးမြင့်၍အခက်အလက်ရှည်လျားသဖြင့်လှသောအစင်းနှင့်ပြည့်စုံ၏ဖျားသခင်ဤဥယျံတော်၌အာရစ်ပင်တို့သည်ထိုအပင်ကိုမကွယ်နိုင်ထင်းယူပင်နှင့်အာရမုံပင်တို့သည်ထိုတို့သောအကိုင်းအခက်နှင့်မပြည့် ည်ဆုံးကြ။ဖရာသခင်ဤဥယင်တော်၌တစ်ပင်တပင်းမြထိုအပင်ကဲ့သို့အစင်းမလာ အေဒင်အယက်ဘုရားသခင်ဤဥယင်တော်၌ရှိသမျှသောတစ်ပင်တို့သည်ထိုအပင်ကိုညူးဆူသည့်တိုင်အောင် အခက်အလက်များပြားသောအဖြစ်သူ၏အစင်းကိုငာလှစေ၏တပံအရှင်တော်ရဖျားမိန်တော်မူသည်ကထိုအာရစ်ပင်သည်အရက်မြင့်လျက်ထူထပ်သောအခက်အလက်တို့နှင့်ပြည့်စုံသောမိမိထိတ်ဖျားကိုချီးမြှောက်လျက်စိတ်လဲမြင့်၍ဝါကြွားလျက်ရှိသောကြောင့် လူမျိုးတို့တွင် တကူးကြီး၍သူကိုကြက်တီးစွာစီရင်သောသူ၏လက်သို့ငါအပ်လီပြီသူပြုသောအတ္တမအမှုကြောင့်နှင်ထုတ်လီပြီကြောက်မတ်ဖွယ်သော တကြွန်းတနိုင်ငံသားတို့သည် သူကိုခုတ်လဲ၍ပြစ်ထားကြပြီအကိုင်းအခတ်တို့သည် တောင်ပေါ်နှင့်ဂျိုင်ထဲမှကြာ၍တပြီလုံးမြင့်နာမှကျိုးပဲ့လျက်နေကြ၏မြေကြီးသားအပေါင်းတို့သည် သူ့အရိတ်ထဲကထွက်၍သူကိုစွန့်သွားကြ၏ မိုးကောင်းကင်ငှက်နှင့်သောတရိษံအပေါင်းတို့သည်ကျိုးပဲ့သောအကိုင်းအခက်တို့အပေါ်မှာနေရကြ၏အကြောင်းမူကားရေနာမှာရှိသည်မြသောတပင်တို့တွင်တပင်မြအရက်မြင့်သောကြောင့်မဝါကြွာထူထပ်သော အခက်အလက်တို့တွင်မိမိထိတ်ဖျားကို မချီးမြောက်မီအကြောင်းရေကိုတောက်သည်မြသော အပင်တပင်မြအရက်မြင့်လျက်မပြိုင်ဝတ်မီအကြောင်းဒီ ထိုအပင်အပေါင်းတို့သည်မြေတွင်းထဲသို့ဆင်းတက်သောလူသားတို့နှင့်အတူတည်ခြင်းတို့၎င်းမြေအောက်အရက်တို့၎င်း ရောက်စီခြင်းငါငါအပ်လေပြီအရှိထရဗျာမိန်တော်မူသည်က သူသည်မရဏနိုင်ငံသည်သို့ဆင်းသွားသောနေ့၌နတ်နေသောအရက်ကိုသူ့အဖို့မတာအဝတ်နှင့်ငါဖုံးလွှဲ၏။လိုင်းတဘိုးတို့ကိုငါကန့်ကွက်၍ကြီးစွာသောရေကိုချုပ်ထား၏။လေဗနုန်တောင်ကို သူ့အဖို့မတာအဝတ်ကိုဝတ်စီ၍ ောတစ်ပင်အပေါင်းတို့သည် စိတ်ပြကြ၏မြေတွင်သည်သို့ဆင်းသောသောသူတို့နှင့်အတူသူကိုမရဏနိုင်ငံသည်သို့ငါနှိမ်ချသောအခါနှိမ်ချတန်အားဖြင့်လူမျိုးမျိုးတို့ကိုငါတုံလုပ်စေ၏အေဒင်တစ်ပင် ရှိသည်များတို့နှင့်အကောင်းဆုံးအမျက်ဆုံးသောလေပနုံတစ်ပင်မှစ၍ရေကိုတောက်သည်များသောတစ်ပင်တို့သည်မြေအောက်အရက်တို့၌တက်တာချင်းတို့ရောက်ကြ၏ ထူသူနှင့်တကွသူ့လက်ရုံဖြစ်၍လူမျိုးတို့တွင် သူ့အရေးကိုခိုးသောသူတို့သည်ဓာအဖြစ်အသေးခံရသော သူတို့နေရာမရဏနိုင်ငံထဲသို့လိုက်သွားကြ၏။တင်သည်ဘုံတကူအာနုဘောအားဖြင့်အဘယ်မီသော အေဒင်တစ်ပင်နှင့်တူသည်။ပင်ဒီအေဒင်တစ်ပင်တို့နှင့်အတူမြေအောက်အရက်တို့နှိမ့်ချခြင်းကိုခံရမည်အေးပြားလီခြင်းကို မခံသောလူ ဒါအဖြစ်အသေးခံရသော သူတို့နှင့်အတူလဲ၍နေရမည်ထို့သူဖာရောဘုရင်နှင့်သူ့အလုံးအရင်ရှိသမျှတို့သည်ဖြစ်ရကြမည်ဟု အရှင်ထာဝရဘုရားမိန့်တော်မူ